ာပေါင်းမျိုးတွင်အေအေထိုးစစ်ကိုခုခံနေသောစစ်တပ်ထံသို့ရိတ်ခါသွားဖို့ရင် စနိုက်ပါထိမှန်သည့်ဆုံးခဲ့သောဒူရဲမှုဝင်းနိုင်ဦးကိုတဆင့်တူရဲမှုရာထူးဖြင့်ရဲသူရာတစိမ့်မင်းအောင်လိုင်းပေးအပ်သေဆုံးသူစစ်ရာရှိများနှင့်ရဲများကိုသူရဲကောင်တစိမ့်နှင့်ရဲသူရာတစိမ့်များပေးအပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းတာပေါင်းမျိုးတွင်အေအေထိုးစစ်ကိုခုခံနေသောစစ်တပ်ထံသို့ရိတ်ခါသွားဖို့ရင်စနိုက်ပါထိမှန်သည့်ဆုံးခဲ့သောဒူရဲမှုဝင်းနိုင်ဦးကို တဆင်တိုးရဲမှုရာထူးဖြင့်ရဲသူရာတစိမ့်မင်းအောင်လိုင်းပေးအပ်ကြောင်းရဲအတိုင်းဝိုင်းကသတင်းဌာနကိုပြောကြားပါတယ်။ယခုနှစ်ဇန်နဝါရီလ28ရက်နေ့တာပေါင်းမြို့နယ်မြို့မရဲစခန်းဒူရဲမှုဝင်းနိုင်ဦးတည်တစ်ဖြူကျေးရွာအုပ်စုရှိစစ်ထက်စခန်းအတွင်ရဲခါပို့ရန်သွားရောက်စဉ်အေအေကစနိုက်ပါဖြင့်ပစ်ခတ်သည့်ဖြင့်ပွဲချင်းပြီးတေဆုံသွားကြောင်းတာပေါင်းမြို့နယ်အတွင်တွင်အေအေတပ်တချို့ရောက်ရှိလာချိန် ၎င်းကတစ်ဖြူကျေးရွာစစ်တပ်စခန်းအတွက်ရေခါပို့ရန်တာယာဝတီတိုင်းရဲတပ်ဖွဲ့မှရဲမှူးကြီးတင်စော်ထွန်းဤခိုင်းစေချက်အရတာပေါင်းမျိုးနယ်မြို့မရဲစခန်းမှဒူရဲမှုဝင်းနိုင်ဦးကသွားရောက်ရိတ်ခေါ်ပို့ခဲ့စဉ်ပြစ်ခတ်ခံရကတေဆုံးခဲ့ခြင်းဖြစ်ပါတယ်။တာပေါင်းမျိုးမရဲစခန်းမှုဒူရဲမှုဝင်းနိုင်ဦးက AA စနိုက်ပါဖြစ်လို့တေသွားတာတက်စခန်းအတွက်သူကရိတ်ခေါ်သွားပို့တာတာပေါင်းမှာအခုတော့ရဲသူရဲကောင်တစ်စိတ်ဖြစ်တဲ့ရဲသူရာတစ်စိတ်ချင်းမြင့်တယ်ဆိုပြီးဒီနေ့သတင်းစာထဲမှာပါတယ်ဟုရဲတိုင်းဝိုင်းကပြောဆိုပါတယ် ယနေ့ကြားရောက်သည့်အမျိုးသားနေအထိတ်အမှတ်မင်းအောင်လိုင်ကနေပေအစုံမှပို့ကူများကိုဖွေးများပေးအပ်ရာစစ်တပ်အတွက်စစ်တပ်ရင်တည်ဆုံးခဲ့သောစစ်သားရဲနှင့်အရာရှိများကိုစစ်သူရဲကောင်နှင့်ရဲသူရဲကောင်တပ်စိတ်များချင်းမြင့်ကြောင်းယနေ့ထုတ်စစ်တပ်၏ဝါဒဖြန့်သတင်းစာများတွင်ဖော်ပြထားပါသည် ဆက်လက်ပြီးမောတော်မျိုးသိန်းတိုက်ပွဲတွင်မျိုးမရဲစခန်းနှင့်လာဝကခိညာလုံချုံရေးခိတ်စခန်းများကိုတော်လန်ရေးတပ်များကသိမ်းယူလိုက်ပြီးနေရအများစုကိုထိန်းချုပ်စစ်တပ်မှစစ်သားအများအပြားထိုင်းဘက်သို့ထွက်ပြေးပြီးထိုင်းစစ်တပ်ထံသို့လက်နက်20ကျော်အနှံခိုးလုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတော်မျိုးပေါ်တွင်စစ်တပ်နှင့်တော်လန်ရေးတပ်များအကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မောတော မြို့မရဲစခန်းနဲ့လာဝကလုံခြုံရေးကိညာကိုဒေါ်လာရေးတက်များကတင်ယူလိုက်ကြောင်းဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ10ရက်နေ့မှစတင်ပြီးစစ်တပ်ကမောရာမြို့နဲ့ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုနေမြေစိုးမိုးမှုပြန်လည်ရရှိရေးစစ်ကြောင်းထိုးလာကြောင်းထို့သို့စစ်ကြောင်းထိုးလာမှုအတွင် KNLA ဦးဆောင်သောဒေါ်လာရေးတက်များနှင့်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်အထိပါတိုက်ပွဲများကူဆက်ခဲ့ကြောင်း နိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့တွင်ဒေါ်လာရေးတက်များကမောရောင်မျိုးပေါ်ရှိမြို့မရဲစခန်းလုံးကျုံရေးခင်ညာလာဝကခင်ညာကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။သူတို့စစ်ကြောင်းထိုးရာကနေတိုက်ပွဲကမျိုးသိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမျိုးပတ်ဝန်းကျင်တစ်ခုလုံးကိုဒေါ်လာရေးတက်တွေထိန်းထားတယ်။မျိုးပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေတာတွေရှိတယ်။နေမြေစုံမမှုကဒေါ်လာရေးတက်တွေဘက်ကစုံမထားတယ်ဟုဒေါ်လာရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ မောရောင်မျိုးပေါ်တွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မျိုးပေါ်မှာစစ်သားတချို့ကနေဆက်ဘက်သို့ဆုတ်ခွာလာပြီးယနေ့နိုဝင်ဘာလ14ရက်နေ့နနက်3:00နာရီအချိန်စစ်သား30နီးပါးမှထိုင်းဘက်သို့ခိုးလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်သားများထံမှလက်နက်20ကျော်ကိုသိမ်းယူလိုက်ကြောင်းရှင်းဖြစ်စဉ်ကိုစစ်ပေးရှောင်များကတွေ့ရှိဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနှင့်ဗီဒီယိုများကိုပြန်လည်ဖြတ်ခိုင်းခဲ့ကြောင်းသိရပါတယ်စစ်ပေးရှောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံတွေဝင်ခွင့်ပေးတယ် စစ်ကွေးတွေလည်းမြို့ပေါ်ကနေစုလာတာစုစုပေါင်း30ကျော်တယ်။လက်နက်20ကျော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်။အဲ့ဒါမနဲ့အစောကြီးဆိုတော့စစ်ပေးဆောင်တွေကလည်းသွားပြီးမှတ်တမ်းယူကြတာ။ထိုင်းစစ်တပ်ကအကုန်ဖျက်ခိုင်းပါတယ်။ဒီလာသူတွေအပြောအယတော့မြို့ပေါ်မှာစစ်ကွေးတွေအကုန်စုခွာကုန်ပြီဟုထိုင်းမြန်မာနယ်စပ်တွင်ခေလုံရောက်ရှိနေသောစစ်ပေးဆောင်တအူကရှင်းပြပါတယ်။ လက်ရှိတွင်ထိုင်းမြန်မာနယ်စပ်သို့မောရမျိုးမှပြည်သူ၃၀၀၀နီးပါးစေဘေးရှောင်ရောက်ရှိနေပြီးစာနယ်ရိတ်ခါဆေးဝါးနှင့်အမိုးအကာများလိုအပ်နေကြောင်းစေဘေးရှောင်ပြည်သူများတွင်တက်ကြီးရွယ်အိုများကလီငယ်များကိုဝင်ဆောင်မိခင်များအများအပြားပါဝင်ကြောင်းသိရှိရပါသည်လက်တလုံးစစ်တပ်ကမောရမျိုးမကြစေရည်အတွက်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်နေပြီးမောရမျိုးကိုလေရင်ဖြင့်ဖုံးကျဲနေကြောင်းထို့ကြောင့်မောရမျိုးပေါ်မှဆေးအပါဝင်ပြည်သူလူထု၏နေအိမ်များမိလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်းပြည်သူများချမ်းသာသိရပါသည် ဆက်လက်ပြီးမင်္ဂလာတောင်ဝါရလက်တော်တိုက် ရက်ွက်အုပ်ချုပ်ရေးမှုဦးအေးမြင့်ရဲ့အဖွဲ့ကနေအိမ်မော်တက်၍လူငယ်များကိုကော်တာဆွဲဖမ်းဆီးကြောက်ဆဲတွင်အလုသွားလုပ်သည့်လူငယ်ရှစ်ဦးကိုထွေအုံနှင့်စစ်တပ်ကခိချဖမ်းဆီးပြီးစင်မူရန်တင်းနန်းချောင်းပို့မြီဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှန်ကုန်တိုင်းမင်္ဂလာတောင်မြို့နယ်ဝါရလက်တောတိုက်ရက်ွက်တွင်အစည်းအဝေးဆင့်မီဆိုကရက်ွက်အုပ်ချုပ်ရေးမှုဦးအေးမြင့်နှင့်ယာအိမ်မှုများကလူငယ်များကိုနေအိမ်မော်ထိတက်ပြီး ဖန်စီပေါ်တာဆွဲမှုများလှုပ်ဆောင်နေကြောင်းဖန်စီခံရသောလူငယ်တချို့၏ဆွေးမျိုးသားခြင်းများကတရင်ဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ9ရက်နေ့ည7:00နာရီဝန်းကျင်အချိန်ဝါယာလက်တော်တိုက်ရက်ကွက်အတွင်အေဇရင်စစ်မြေဟုဆိုပြီးရက်ကွက်အုပ်ချုပ်ရေးမှုအေးမြင့်တဲ့အဖွဲ့ကလူငယ်များကိုနေအိမ်ပေါ်တိုက်၍ပေါ်တာဆွဲဖန်စီကြောင်းရှင်းအောင်စစ်ဆေးမြေဟုဆိုကရက်ကွက်ရုံးသို့ခေါ်သွားပြီးနောက်တနေ့နေ့ပိုင်းတွင်စစ်မှုထမ်းစုဆောင်ရေးတပ်များသို့ပို့ဆောင်ကြောင်းသိရပါရယ်။ အုပ်ကြီးကသူနဲ့မတည့်တဲ့အိမ်၊သူနဲ့အဆင်မပြေတဲ့အိမ်တွေကိုအစရင်ဆိုပြီးလူငယ်တွေကိုတတ်ဖန်တော့ပြီးတော့စင်မီးစရာရှိလို့ဆိုပြီးနောက်နေ့စစ်မှုထမ်းတင်တန်းကြောင်းပို့တာပဲ။ဖန်ခံရတဲ့လူငယ်တွေရဲ့မိသားစုဝင်တွေကနောက်ကနေလိုက်ထုတ်ဖို့လုပ်တော့လေအဆက်အသွယ်မခံပဲစစ်သေးပို့တယ်ဟုရက်ွက်နေပြည်သူတို့ကသတင်းဌာနကိုပြောပါတယ်။ ။ရှင်းပြင်းမင်္ဂလာတော်မြို့နယ်ဘာယာလက်တော်တိုက်ဓမ္မရိတ်တာရက်ွက်အုပ်ချုပ်ရေးမှုဦးအေးမြင့်နှင့်အဖွဲ့ကစစ်မှုထမ်းတပ်သားများလုံလောက်စွာရရှိသွားချိန်တွင်လူငယ်များကိုဖမ်းဆီး၍တအူးလျင်ငွေကျပ်30ဖြင့်ရွှေခိုင်းကြောင်း။လာမရွေးနိုင်သောလူငယ်များကိုအခြားသောရက်ွက်များထံသို့စစ်မှုထမ်းလူစားထိုးအဖြစ်တအူးလျင်ငွေကျပ်30ဖြင့်ရောင်းချကြောင်းသိရပါသည်။ အလားတူမန္တလေးတိုင်းကျောက်ဆယ်မြို့နယ်တန်ရွာတိုင်းနယ်တွင်လည်းအလုသွားသည့်လူငယ်ရှစ်ဦးကိုမြို့နယ်ထွေးအုပ်နှင့်စစ်တပ်ကဂိတ်ချဖမ်းဆီးသွားပြီးစစ်မှုထမ်းတင်နန်းချောင်းပို့ရန်ဖမ်းဆီးချုပ်နှောင်ထားကြောင်းဖမ်းဆီးခံရသောလူငယ်များ၏မိဘဆွေမျိုးများကသတင်းဌာနကိုပြောကြားပါသည်။နိုဝင်ဘာလ12ရက်နေ့ကျောက်ဆယ်မြို့နယ်တန်ရွာတိုင်းနယ်မှလူငယ်များဖြစ်ကြသည့်မောင်တန့်စင်အောင် မောင်တက်ထွန်းအောင်မောင်ထွန်းထွန်းမောင်ဝေရံမိုးတို့အပါအဝင်လူငယ်၄ဦးနှင့်အနောက်ငယ်တို့ရွာမှမောင်ဆိုင်မြင့်ခန့်မောင်စင်မျိုးတန်မောင်မျိုးကျော်ခအာရှတို့ပါဝင်သော လူငယ်၃ဦးနှင့်အင်းရောင်ချေးရွာမှမောင်တပ်ဦးညီညီအပါဝင်စုစုပေါင်းလူငယ်၈ဦးကိုအလုသွားစဉ်နှစ်နှစ်ပိုင်း60မြို့နယ်ထွေအုံနှင့်စစ်တပ်ကလမ်းကိတ်ချ၍ဖမ်းဆီးသွားကြောင်းအဆိုပါလူငယ်ရှစ်ဦးလုံးကိုစစ်မှုရန်အဖြစ်အပတ်စဉ်၁၉တို့ဖို့ဆောင်ရန်ဖမ်းဆီးချုံနောက်ထားကြောင်းသိရပါတယ်။မိဘတွေအလုံးစိုးရိမ်ပူပန်နေပါတယ်။လူငယ်တွေအလုံးကိုကြောက်စဲထွေးအုံယုံအတွင်ဖမ်းဆီးချုံနောက်ထားပါတယ်။နိုဝင်ဘာလ၁၄ရက်နေ့မှာဒီနေ့မှာစစ်မှုရန်တင်တန်းချောင်းကိုပို့ဆောင်မယ်လို့သိရပါတယ်။ ကိုညီကယ်ဆယ်ပေးကြပါအောင်လို့လူငယ်တဦးမိခင်ဖြစ်သူကပြောဆိုပါရယ်စစ်တပ်က2024ခုနှစ်မေလမှစတင်ပြီးစစ်မှုရန်တင်နှံများကိုလဆင်ဖွင့်လှစ်ခဲ့ပြီးယခုအခါစစ်မှုရန်တင်နှံအဖက်စဉ်19တို့ရောက်ရှိနေပြီဖြစ်ပါရယ်ဆလပီရန်ကုန်အမြလန်းမိုင်းတိုင်239ရှိစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား2ဦးသေဆုံးပြီးဗိုလ်တအုပ်ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် နေပြီးတော့တကုံမြို့နယ်ရန်ကုန်မန္တလေးအမြလန်မိုင်းတိုင်239ရှိအကြံဖတ်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးပြီးဗိုလ်တအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF တကုံ Battalion A03 မှတရင်မှုရဲဘော်ရာမွန်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်တွင်တကုံမြို့နယ်ရန်ကုန်မန္တလေးအမြလန်မိုင်းတိုင်အမှတ်239ရှိအကြံဖတ်စစ်တပ်၏ လေးကတရာဂိတ်စခန်းကိုနှိပ်ပြီးတော့တက်ကုန် PDF တရင်အမှတ်၈၀၃မှာဒေါ်လာရေးတက်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်တပ်မှ၂ဦးသေဆုံးကဗိုလ်တအုပ်ထိခိုက်ဒဏ်ရာရရှိပြီးဆေးရုံတင်ထားရကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လာရေးရဲဘော်များထိခိုက်မှုပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။စစ်ခွေးအင်အားက15ယောက်လောက်ရှိမိန်ဂိတ်စခန်းအသေးပါစစ်ခွေးသေစီရင်ထတ်တိုးသေဆုံးတာမျိုးမကြမိဘူး။ ကျွန်တော်တို့ကတော့နေပြီးတော့တိုင်းစစ်ဌာနတွေဖြစ်လို့နေပြီးတော့အဝင်းဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြင်ကြိုးစားနေပါပါဟု PDF တပ်ကုံ Battalion A03 မှတိုက်ရင်မှုရဲဘော်ရှာမွန်ကပြောဆိုပါတယ်။ထိုတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအမြန်လန်းအနောက်ဘက်ခြမ်းကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေပြီးကျေးရွာနေပြည်သူများစစ်ရေးသတိဖြင့်သွာလာနေထိုင်ကြရန်တိုက်ရင်မှုရဲဘော်ရှာမွန်ကဆက်လက်ပြောဆိုပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်